စစ်ကောင်မရှင်ရဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလောင်ဝကဝန်ထမ်းတွေဟာ MNDA ရဲ့လုံခြုံရေးယူပေးမှုကြောင့် MNDA ထိန်းချုပ်နယ်မြေဖြစ်တဲ့လာရှုံမြို့နယ်တွင်ရှိကျေးရွာချို့ကိုဝင်ရောက်လာတယ်လို့ထေသခံတွေစီကသိရပါတယ်။စစ်ကောင်မရှင်လောင်ဝကဝန်ထမ်းတွေဟာဒီဇင်ဘာပထမပတ်တွင်ကလာရှုံမြို့နယ်တွင်ရှိနောင်မွန်မေဟန်ခေနင်းစတဲ့ကျေးရွာတွေကိုဝင်ရောက်ခဲ့တာဖြစ်ပြီး MNDA တပ်ဖွဲ့တွေက လုံခြုံရေးယူပေးထားတဲ့အနေအထားနဲ့ဝင်ရောက်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်ရသိရပါတယ်။နောင်ဝကဝန်ထမ်းတွေဟာရောက်ရှိလာပြီးနောက်အိမ်အောင်စုနဲ့သကောင်စင်းကောက်ယူမှုတွေရှိနေပြီးအဲဒီကတစင်တက်ကစင်ကောင်မရှင်ရဲ့ရွေးကောက်ပွဲပြုလုပ်လာနိုင်ခြင်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။နိုင်ပွဲဖြစ်နေတဲ့နေရာတွေတခြားဒေသတွေမှာမဲပုံးမထောင်မှုဆိုရင်ရှမ်းမြောက်ထဲက၅မြို့နယ်လောက်ထိစစ်တပ်ကမဲပုံးထောင်နိုင်တယ်။ရွေးကောက်ပွဲနယ်မြေဖြစ်စင်းရင်သွင်းနိုင်တယ် lambda ရှိသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ် MNDA ဟာလာရှိုးမြို့ကိုစစ်ကောင်မရှင်စီပြန်လည်လွှဲပြောင်းပေးရထားတယ်ဆိုပေမဲ့မျိုးပေါ်ရက်ွက်တွေကိုသာစစ်ကောင်မရှင်ကထိန်းချုပ်ထားပြီးကျန်တဲ့ဂျေးရွာတွေကိုတော့ MNDA တပ်တွေကနေရာယူထားပါတယ်။အခုကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲနီးကပ်လာချိန်မှာစစ်ကောင်မရှင်က၎င်းတို့လက်အောက်ခံလာဝကဝန်ထမ်းတွေကို MNDA ထိန်းချုပ်နေမြေတွေအထိလုံုံရေးကူညီနဲ့ပို့လွှတ်လိုက်တာဖြစ်ပါတယ်။ဒါအပြင်ရှမ်းမြောက်လာရှိုးမြို့ရဲ့ရေဘူးစမ်းစစ်ဆေးဂိတ်မှာလည်းတရားမဝင်ကုံသွဲရေးခေါင်းစဉ်တက်ပြီး အစီအစေးတင်ကျပ်မှုတွေပြုလုပ်လာနိုင်တယ်လို့နားရှိုးရှိသတင်းရင်းမြစ်ကဆိုပါရယ်